နေစင်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လဲကျူဆူနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောင်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့သခင်ယေရှုခရစ်တော်ဟာတင့်ကို ထော်ဝရအသက် ပေးခြင်းဒီတာမကလက်ရှိတင့်ရဲ့စာဝတ်နေရေးကိုလည်းသခင်ယေရှုခရစ်တော်ကကောင်းကြီးပေးခြင်းနဲ့ဖျားဖြစ်တယ်ဆိုတာအဓိကခွန်အားပေးခြင်းတာဖြစ်ပါတယ်ဟုတ်ပါတယ်ညီကိုမောင်တို့ ခင်ယေရှုခရစ်တော်ကလူစားတိလာခံပြီးတော့မှလက်ဝါးကားတိုင်းမှာ အသွေးသွင်းပြီးတော့မှအသေးခံတွားရခြင်းဟာကျွန်တော်တို့ကို အပြစ်နှွန်တွေကနေကယ်တင်ပြီးမှထာဝရအသက်ပေးဖို့ဖြစ်ပါတယ်။ဟာလေလုယာအာမင်။ဒါကြောင့်တခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးမှအပြစ်နှွန်တွေကနေလွတ်မြောက်မှာ ဖြစ်တယ်လို့အပြစ်နှွန်တွေကနေလွတ်မြောက်မှသာလျှင်ထာဝရအသက် ကောင်းကင်မှာမအိုမနာမတည်တဲ့ အသက်တာမျိုးကျွန်တော်တို့ကဝင်စားခွင့်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အခုခရိယံယုံကြည်မှုရဲ့တကယ်အရေးအကြီးဆုံးဖြစ်တဲ့အဓိကအရာပေါ့နော်အဲ့ဒီအဓိကအရာကဘာလဲဆိုတော့ထာဝရအသက်ဖြစ်တယ်အာမင်ဒါပေမဲ့ဘုရားသခင်ကိုလေကျွန်တော်တို့ကမိမိကေတင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံပြီးပေမဲ့ချက်ချင်းဆိုသလိုကျွန်တော်ကောင်းကင်ရောက်သွားလားမရောက်သွားသေးဘူး သခင်ယေရှုခရစ်တော်မိမိကယ်တင်ပန်းရှင်ဖြစ်ယုံကြည်လက်ခံမှကယ်တင်ခြင်းရသွားတယ်ဆိုရဲခရစ်ယာန်တွေချက်ချင်းထော်ရကိုဝင်စားခွင့်ရလားမဝင်စားရသေးဘူးကျွန်တော်တို့စောင့်နေရတာသခင်ယေရှုခရစ်တော်ကျွန်တော်တို့လခေါ်မှာစောင့်နေရတာအဲ့ဒီလိုစောင့်နေတဲ့ကာလမှာကျွန်တော်တို့ဘယ်မှာအသက်ရှင်နေရသေးလဲလောကမှာအသက်ရှင်နေရသေးတယ်လောကမှာအသက်ရှင်နေရသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာတွေလိုအပ်တယ်လဲစာဝတ်နေရေးလိုအပ်လားမလိုအပ်လား လိုအပ်တာပေါ့ဒါကြောင့်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံသွားတဲ့ခရိယန်တယောက်ကလည်းဘာလိုအပ်လဲစားဖို့နေရေးစားဖို့လိုအပ်တယ်ဝတ်ဖို့လိုအပ်တယ်နေဖို့အိမ်လိုအပ်တယ်သွာလာလှုပ်ရှားဖို့လိုအပ်တယ်စသဖြင့်စသဖြင့်ကျွန်တော်တို့လည်းလိုအပ်နေတုံးပဲဒါကြောင့်တခင်ယေရှုခရစ်တော်မိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ပြီးမှကယ်တင်ခြင်းရသွားတဲ့တနည်းအားဖြင့်ထာဝရအသက်ရသွားတဲ့ကျွန်တော်ကျမတို့ဒီလေကျွန်တော်ကျမတို့လုံနေကြအလုပ်ကိုဆက်လုပ်နေရတယ် ကျွန်တော်ကျမတို့တွားနေကြအလုပ်ကိုဆက်တွားနေရတယ်ကျွန်တော်ကျမတို့နေနေကြအိမ်ကိုလည်းနေနေရသေးတယ်ကျွန်တော်ကျမတို့ဝင်ထွက်နေကြနေရာဒီမှာကျွန်တော်ဝင်ထွက်နေရသေးတယ်ဒါကြောင့်ကျွန်တော်တို့ဘာလိုအပ်လဲဆိုတော့ဖယားသခင်ကကျွန်တော်တို့ကိုစားဝတ်နေရေးပြင်ဆင်ပေးဖို့လိုအပ်တယ်လိုအပ်တယ်တချို့ကစားဝတ်နေရေးပြောလိုက်လို့ရှိရင် လော်ကီဆန်တယ်လို့မြင်တယ်မဟုတ်ပါဘူးညီကိုမောင်တို့ လောကီရေးရာမှာဘုရားတခင်ကကျွန်တော်တို့လူဆိုမှဖန်ဆင်းမှကဘာကြီးလောကပေါ်မှာအသက်ရှင်ခိုင်းတာစာဝတ်နေရေးရှာတာစာဝတ်နေရေးလူအပ်တာဒါအပြစ်မဟုတ်ဘူးเนาะလောကီဆံပြီးတော့မှအပြစ်ရှိသွားတယ်လို့မခံယူပါနဲ့စာဝတ်နေရေးကိုတော့မှဒီဘုရားသခင်ကပေးနိုင်သေးတယ်ဒီဘုရားသခင်ကလေကျွန်တော်တို့ကယ်တင်တဲ့သခင်ယေရှုခရစ်တော်ကလေ တင်းရဲ့ဝိညာဉ်ရေးရာကိုပဲဟိုဘာလဲအဓိကထားပြီးတော့မှကဲတင်တာ ဆိုပေမဲ့လည်းတင်းရဲ့ဝိညာဉ်ရေးရာတစ်ခုကိုပဲဦးစားပေးတာမဟုတ်ဘူးနော်တင်းရဲ့ခန္ဓာရေးရာကိုလည်းဘုရားသခင်ဦးစားပေးတယ်တင်းရဲ့ခန္ဓာရေးရာကိုလည်းဘုရားသခင်ကောင်းချီးပေးတယ်တင်းရဲ့စာဝတ်နေရေးကိုလည်းလိုအပ်ကြောင်းဘုရားသခင်တည်တယ်တည်တဲ့အတွက်ကြောင့်ဘုရားသခင်တင်းကိုကောင်းချီးပေးမယ်ဟာလေလုယာဒါကြောင့်ချစ်တော်ညီကိုမောင်တော်မများဒီကနေ့မနေ့အဓိကပြောချင်တာအဲ့ဒါပဲကျွန်တော်တို့အတွက်အဓိကအရာကထာဝရအသက်ဆိုပေမဲ့ ခန္ဓာရေးရမှာလဲဖရာသခင်ကကျွန်တော်တို့ကိုကြည်ရှုဆောင်မပေးနိုင်ပါတယ်ဆိုတာကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ကျမ်းချက်တစ်ချက်ဖတ်ရအောင်ရှမတဲခရင်ခန်းကြီး15အငယ်32ကနေ39အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်ထိုအခါယေရှုသည်တပည့်တော်တို့ကိုခေါ်၍ဤလူများကိုငါတနာ၏၃ရက်ပတ်လုံးငါနှင့်အတူရှိကြပြီစားစရာအလင်းမရှိ လန်ခီနိုင်မောမီကိုစိုးရင်တော့ကြောင့်အစာမစားမီသူတို့ကိုလွတ်ချင်းကငါအလိုမရှိဟုမိန်တော်မူလင်တပည့်တော်တို့ကဤမြလောက်များတော့လူစုတို့ဒီဝါစွာစားလောက်တော့အစာကိုဤတော့အရင်၌အကျွန်ုပ်တို့ဒီအဘယ်လိုရနိုင်ပါမီနည်းဟုရှောက်ကြတော့ယေရှုကသင်တို့တွင်မုံဘယ်နှလုံးရှိသနည်းဟုမေးတော်မူလင်မုံခုနှလုံးနဲ့အနှဲငယ်မြတော့ငါးကောင်ကလေးရှိပါသည်ဟုပြန်လျှောက်ကြ၏ ထိုအခါလူအစုအဝေးတို့ကိုမြေပေါ်မှာလျောင်းကြစီဟုအမိန့်တော်ရှိမုံခုနှလုံးနဲ့ငါတို့ကိုလည်းယူ၍ကျေးဇူးတော်ချီးမွမ်းပြီးမှမုံနဲ့ငါကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏တပည့်တော်တို့ဒီလည်းလူအပေါင်းတို့အားပေးကြ၏လူအပေါင်းတို့ဒီစား၍ဝါကြပြီးမှကျွင်းရစ်တော်အကျိုးအပဲ့ကို ကောက်၍တင်း၍ခုနှစ်တောင်းအပြည့်ရကြ၏ စားတော့သူအည်အတွက်ကမိမနဲ့သူငယ်ကိုမဆိုပဲယောက်ျား၄000မြရှိတည်းညီကောင်မတို့ဒီကိစ္စကလေတမချင်းစာထဲမှာအလားတူကိစ္စနောက်ထပ်တစ်ခုရှိသေးတယ်ပထမအလားတူကိစ္စတစ်ခုကဘာလဲဆိုတော့ငားနှစ်ကောင်နဲ့မုံငားလုံးလူ9000ကိုကျွေးတာဒါကကြတော့မမားစီနဲ့နော်ဒါကကြတော့အလားတူကိစ္စပဲတိုင်မဲ့နောက်ထပ်ကိစ္စရဲ့တည့်ရဲ့ဒါကတော့လူ4000ကိုကျွေးတာ ငါဘယ်နဲ့ကောင်းလဲဆိုတော့မရေးဘူးငါအနေငယ်နဲ့မုံခုနှလုံးလို့ရေးရဲကျဲစာထဲမှာမှတ်ထားတော့မှတ်ထားတော့မုံခုနှလုံးနဲ့ငါအနေငယ်လူပေါင်း၄000ကိုကျွေးတာအရှိကလူပေါင်း9000ကိုကျွေးတဲ့ငါနှစ်ကောင်နဲ့မုံ9လုံးကိစ္စနဲ့ဒီကိစ္စကိုမတူဘူးနော်မတူဘူးနော်ကိစ္စရဲ့နှရက်ဖြစ်တယ်ဒါပေမဲ့တော်တော်လေးစင်တူတဲ့နေရာရှိတယ်ဒါပေမဲ့ဒါကိစ္စရဲ့နှစ်ခုဆိုတာကျွန်တော်တို့နားလေစေချင်တယ် ကျွန်တော်ငါးနှကောင်နဲ့မုံငါးလုံးဖြစ်ပါစေ အခုမုံခုနှလုံးနဲ့ငါးအနေငယ်ဖြစ်ပါစေလူငါးထောင်ကိုကြွေးခဲ့ပါစေလူလေးထောင်ကိုကြွေးခဲ့ပါစေတူညီတဲ့ message တူညီတဲ့အကြောင်းအရာပါလဲဆိုတော့တခင်ယေရှုခရစ်တော်ဒီတင်းရဲ့စာဝတ်နေရေးကိုဂယုစိုက်တဲ့ဖရားဖြစ်တယ်အာမင် comment ထဲမှာအဲ့လိုရေးသွားရအောင်တခင်ယေရှုခရစ်တော်ဒီကျွန်တော်ရဲ့ကျမရဲ့စာဝတ်နေရေးကိုဂယုစိုက်တဲ့ဖရားဖြစ်တယ်အာမင်ဟုတ်ပါတယ်ညီကောင်မတော်တို့တခင်ယေရှုခရစ်တော်ကတင်းရဲ့ ထာဝရအသက်ဝိညာဉ်ကြီးရကိုပဲအဓိကဂယူဆိုင်တဲ့ဖရာမဟုတ်ပါဘူးအဲ့ဒါကိုအဓိကထိုင်မှာပေးတဲ့ဖရာဟုတ်တယ်ဆိုပေမဲ့အခုလက်ရှိခေတ္တဘဝမှာလိုအပ်နေတဲ့စာဝတ်နေရေးကိုလည်းဂယူဆိုင်တဲ့ဖရာဖြစ်တယ်အာမင်ပတ္ထနာတော်ယွတ်ဆိုတဲ့အခါမှာစကားတခွန်းပါတယ်လေအသက်မွေးလောက်တော့အစာကိုပါဖြစ်လေယနေ့ကျွန်တော်တို့ကိုပေးတနာတော်မူပါဖရာတခင်ကသင်ရဲ့ဝိညာဉ်ကြီးရကိုပဲအဓိကဂယူဆိုင်တယ်ဆိုပေမဲ့ခန္ဓာကြီးရကိုဥပိ္ပခါပြုထားတဲ့ဖရာမဟုတ်ဘူးနော် သင်ဘာစားရမလဲဘာတောက်ရမလဲဘယ်မှာနေရမလဲဘာလုပ်လို့ရမလဲဝင်ထွက်ချင်းပါညာတွာလာချင်းခိတ္တလောကမှာအသက်ရှင်နေတုံးမှလိုအပ်တဲ့အရာတွေကိုဘုရားတခင်ကမေ့ထားတဲ့ဘုရားမဟုတ်ဘူးဘုရားတခင်ကသင်လိုအပ်တဲ့စာဝတ်နေရေးကိုဂယုစိုက်တဲ့ဘုရားတခင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ချစ်တော်မိတ်ဆွေချစ်တော်ညီကိုမောင်တို့မများဘုရားတခင်ကသင်ကိုကယ်တင်ခြင်းအဓိကပေးတာဟုတ်တယ်ယေရှုခရစ်တော်ယုံကြည်အပြစ်ကနေလွတ်မယ်ကောင်းကင်ဝင်စားရမယ်မအိုမနာမသေးတဲ့ထာဝရအသက်ရမယ်အာမင်ဒါကအဓိကအရာဒါပေမဲ့ ခေတ္တအရာဖြစ်တဲ့စာဝတ်နေရေးကိုလည်းဘုရားသခင်ပေးနိုင်တယ်ဆိုတော့မမေ့နဲ့ဒါကြောင့်ခေတ္တအရာဖြစ်တဲ့စာဝတ်နေရေးကိုဘုရားသခင်စီမှာတောင်းလို့ရလားတောင်းလို့မရဘူးလားတောင်းလို့ရတယ်တောင်းပါကျွန်တော်မေးချင်တယ်အခုနားထောင်နေတဲ့သူမေးချင်တယ်စာဝတ်နေရေးအစဉ်ပြေကြလားအစင်မပြေဖြစ်နေရင်ဖယားသခင်ပေးနိုင်တယ်ဆိုတာယုံပါဟာယေရှုခရစ်တော်ကတော့ငါ့ကိုထောက်ရအသက်ပဲပေးတာထင်တယ်စာဝတ်နေရတော့ငါ့ဟာငါရှာရမယ်ထင်တယ်တင်ကိုယ်တိုင်ရှာရမှာမှန်တယ်ဒါပေမဲ့ဖယားသခင်တင်ကိုကောင်းချီးပေးနိုင်တယ်ဆိုတာမမေ့နဲ့ ဖယားတခင်ကသင်ရဲ့စာဝတ်နေရေးကိုအစဉ်ပြေချိုးမွေ့အောင်ပို့ဆောင်ပေးနိုင်တယ်ဆိုတာမမေ့နဲ့ညီကိုမောင်တို့မတို့အကျွေးတွေနဲ့ဝိုင်းဝိုင်းလေဖြစ်နေရလားညီကိုမောင်တို့မတို့စာဝတ်နေရေးခက်ခဲနေရလားညီကိုမောင်တို့မတို့စီးပွားရေးကက်ဆိုင်နေရလားညီကိုမောင်တို့မတို့ဒီနှစ်ထဲမှာအစင်မပြေပဲဖြစ်နေရလားအလုံးမှာဖယားသခင်စီမှာဆုတောင်းပါဖယားသခင်စီမှာယုံယုံကြည်ကြည်နဲ့တိုးဝင်ပါဖယားသခင်ကသင်ရဲ့စာဝတ်နေရေးကိုဂရုစိုက်တဲ့ဖယားဖြစ်တယ် တနေကိုတနေခိုင်းဝိညာဉ်ရာပဲလိုက်စားခိုင်းနေတဲ့ဖရာမဟုတ်ဘူးလက်တွေ့အတ္တာမှာတင့်အသက်ရှင်နေတုန်းမှာလိုအပ်နေတဲ့စာဝတ်နေကိုလည်းဖရာတခင်ကောင်းကြီးပေးတဲ့ဖရာဖြစ်တဲ့အာမင်လက်ဝါးကားတိုင်းမှာအသွေးတွန်းတွားတာအသေးခံတွားတာတင့်ရဲ့ထောင်ရအတက်ရဖို့မန်းနေဒါပေမဲ့ဒီဖရာတခင်ကပဲတင့်ရဲ့အတ္တာမှာရှိနေတဲ့စာဝတ်နေကို ပြင်ဆင်ပေးတဲ့ဖရာဖြစ်တဲ့ဟာလေလုယာဒီဖရာတခင်ကတင့်ကိုအဓိကအနေနဲ့ထောင်ရအတက်ပေးတယ်ဆိုပေမဲ့လည်း အခုလက်ရှိတင်လိုအပ်နေတဲ့စာဝတ်နေရေးကို မပေးဘဲနဲ့မေ့ထားတဲ့ဖရားမဟုတ်ဘူး။တင်ရဲ့စာဝတ်နေရေးကိုဂယုဆိုင်တဲ့ဖရားဖြစ်တယ်လို့ခွန်အားပေးနဲ့နှိကုံချုပ်ပါတယ်။သူတို့ကဆုတောင်းရအောင်။ယေရှုတင်တဲ့ကိုတော့ဒီကနေ့မနက်မှလဲကျွန်တော်တို့ကိုးကွယ်တဲ့သခင်ယေရှုခရစ်တော်ဖရားသည်ကျွန်တော်တို့ကိုထာဝရအသက်ပဲပေးတာမဟုတ်ဘူး။ကျွန်တော်တို့အတ္တတာမှာလိုအပ်နေတဲ့စာဝတ်နေရေးကိုလည်းဂယုဆိုင်တဲ့ဖရားဖြစ်တယ်ဆိုတာနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ ခံယူခွင့်ရတဲ့တိဆောက်ခွင့်ရတဲ့ခွန်အားရတဲ့ဂျေစုတင်တယ်ကိုတော့ကျွန်တော်တို့ဒီလောက်ချက်တာထောက်ရအသက်ပေးတည်တော်မကလက်ရှိခေတ်တမအိုမနာမတည်တဲ့ထောက်ရကာလကောင်းကင်ဘုံကိုမဝင်စားခင်လေးမှာခေတ်တအသက်ရှင်နေတုန်းမှာလဲစာဝတ်နေရတဲ့ကိုတော့ဖျားကျွန်တော်တို့ဂယုစိုက်ပေးတဲ့အတွက်ဂျေစုတင်တယ်ကောင်းကြီးပေးတဲ့အတွက်ဂျေစုတင်တယ် အမြဲတမ်းလိုအပ်နေတဲ့စာဝတ်နေရဲ့အတွက်ကိုရောပြင်ဆင်ပေးမယ်လို့လည်းယုံကြည်တယ်ပြင်ဆင်ပေးနေတဲ့အတွက်လည်းယေရှုတင်တယ်ဆက်လက်ပြီးပြင်ဆင်ပေးမယ်လို့လည်းယုံကြည်ဝန်ခံပါတယ်ဟာလေလုယာကိုရောဆက်လက်၍မဆာကောင်းကြီးပေးပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းကြီးပေးပါစေတော့